အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ဒီလက်ရှိပေါ့နော်ဒီဒူဘန်ကိုရောက်တဲ့အချိန်အားစပြီးတော့ကျွန်တော်ဒီ hotel industry မှာအဲလှုပ်လာခဲ့တဲ့တခြားပေါ့နော်ကျွန်တော်၃နှစ်တာကာလာတွင်ရှိခဲ့ပါပြီအဲ့ဒီတခြားမှာကျွန်တော်ဘာတွေကြုံခဲ့ရလဲပြီးတော့ကျွန်တော်ဘယ်လိုမျိုးကိုယ့် career ကို grow ဖြစ်အောင် ဟိုလှုပ်လာလဲပေါ့နော်အဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟိုတိတလောက်ပေါ့နော်ကျွန်တော်အတွေ့အကြုံကလည်းကျွန်တော် base camp ပြီးတော့ကျွန်တော်မျှဝေပေးခြင်းပါတယ်ကျွန်တော်လည်းအခုလက်ရှိမှာဒီ hospitality industry မှာလည်းလက်ရှိလုပ်နေတဲ့သူတယောက်အနေနဲ့ဆိုတော့ပေါ့နော်ကျွန်တော်ရဲ့တချို့ knowledge တွေကျွန်တော် experience တွေကတချို့တွေနဲ့ကျွန်တော်အထင်မြင်တွေကတူခြင်းမှလည်းတူလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေ့ base camp ပြီးပြောသွားချင်တာကတော့ဟာတာမန် five star hotel တခုမှလုပ်ထားတဲ့အတွေ့အကြုံနဲ့ကျွန်တော် luxury hotel တခုမှ အာလုံရတဲ့အတွေ့အကြုံကကျွန်တော်တို့အများကြီးဟိုပြောင်းလဲစေတယ်ပေါ့နော်အများကြီးပြောင်းလဲစေတာအမှကျွန်တော်ဘာသွားမြင်လဲဆိုတော့ဟိုကျွန်တော်တို့ရဲ့ scale တွေပါပြောင်းလဲစေတာမဟုတ်ပဲねကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ပြီးကျွန်တော်တို့ connection မှာပေါ့နော်တော်တော်လေးကိုကျွန်တော်တို့ဟိုပြောင်းလဲစေပါတယ်ဥပမာအာတာမန်ကျွန်တော်တို့ဒီ five star hotel တခုမှာလုပ်တော့အောင်ဆိုရင်လည်းကျွန်တော် environment ကလည်းအရင်မကြည့်ဘူးကောင်းတယ် atmosphere ကလည်းလုံးလုံးလုံးအဆင်ပြေတယ်အာ knowledge တွေကလည်းတည်တင်းတလောက်ရတယ်တက်တင်းတလောက်လည်းတက်ခဲ့တယ်ပေါ့နော် ဟိုပြီးတော့လဲလာတဲ့ type of guest တွေကလဲကျွန်တော်တာမန်ဟိုတယ်တွေမှာကျွန်တော်သိတဲ့အတိုင်းပဲဟို the best on the guest ပေါ့နော် guest တွေကပျောက်တော့ကိုကျွန်တော်တို့အများကြီးပဲထိတွေ့လိုက်ရတွေ့ကြမှာလို့အတွေ့အကြုံကလဲကျွန်တော်တို့ဒီတာမန်ဟိုတယ်တခုဒီ five star hotel တခုမှာလုပ်လိုက်တဲ့ခါမှာ guest ပေါင်းစုံနဲ့ကျွန်တော်တို့ဒူဘိုင်းလိုနေရာမျိုးကြီးမှာလောက်ရတဲ့အတွေ့အကြုံမလို့ပေါ့နော်ဘယ်ဧည့်သည်ရဲ့အကြိုက်ကဘာဆိုတာကျွန်တော်တို့ကောင်းကောင်းလေးသိသွားတယ်ပေါ့နော်အဲ့လိုမျိုးနဲ့ကျွန်တော်တို့ကအဲ့လိုမျိုးအတွေ့အကြုံတွေရတဲ့ချိန်မှာကျွန်တော် luxury hotel brand တခုကိုကျွန်တော်တို့ချိန်လိုက်တဲ့ချိန်မှာကျွန်တော်တို့ရဲ့ပုံဝင်ကြံတော်တော်လေးကိုပြောမစွင့် ပြောင်းလဲမှုအများကြီးဖြစ်သွားတယ်ဗောနော်အများကြီးဖြစ်သွားတယ်ဆိုတာကကျတော့အလုံးလောက်ကတဲ့ပုံစံဗောနော်အာအလုံးလောက်ကတဲ့ပုံစံပြီးတော့ကိုတွေ့ရတဲ့ပတ်ဝန်းကျင်ပြီးရင်တို့ရဲ့ဒီ brand တွေရဲ့ဒီ luxury brand တွေရဲ့သတ်မှတ်ထားတဲ့ core value တွေဗောနော်တော်တော်လေးကြွားပြားခြားနားမှုအများကြီးရှိတယ်ဗောလေအဲ့ဒီမှာကျွန်တော်ကဘာသွားမြင်လဲဆိုတော့ကျွန်တော်အရင်ဟိုတယ်မှာလုပ်တော့ဆိုရင်ဗောနော်ကျွန်တော်မှာ sale target ရဖို့လို့ဥပမာ achievement ဖြစ်ဖို့လို့တော်တော်လား budget ရဖို့ဆိုရင်ကျွန်တော်တို့က item ကို app selling လုပ်ကြတယ်အဲတချို့ ad တွေလည်းကျွန်တော်တို့ push ပြီးရောင်းခဲ့တာတွေလည်းရှိတယ်မကြိုက်ဘဲနဲ့လည်းရောင်းတာတွေလည်းရှိတယ်ဗောနော်ဒါ depends ဗောနော်ဒါကိုယ့်ရဲ့အတွေ့အကြုံကိုယ်ပေါ်မူတည်ပြီးတော့ဗောနော်အာရောင်းကြတယ်ဗောနော်အဲ့လိုမျိုးဘာလို့ဆိုတော့ကိုယ် budget ကို target ကိုအထိဖို့အတွက်ဗောနော်ဒါ tamen hotel တွေမှာဆိုရင်အမြဲတမ်းဒါကြုံရတဲ့ပြဿနာတစ်ခုဗောနော်တစ်လားတစ်လားကိုကျွန်တော် target တစ်ခုရဖို့အတွက်ကို trying ကြတယ်ဗောနော်ဒါပေမဲ့ဒီ luxury hotel တွေမှာကြတော့ကျွန်တော်တို့ training တွေပါတွေကဆပြအဲ့လိုမျိုးမပေးထားဘူး ာကိုကအဓိကသူတို့ကဘာကိုအဓိကထားလဲဆိုရင်ကျွန်တော်ရဲ့ product knowledge တွေကျွန်တော်ရဲ့ soft skill တွေ hard skill တွေပြီးတော့ customer complaint တွေပြီးတော့ engage အဲ့ဒါနဲ့ engage လုပ်တဲ့ skill တွေကိုသူတို့အဓိကပို့ပြီးတော့ target ထားတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်ဒီ luxury hotel တွေရဲ့အများစုကသူတို့က product တွေရောင်းတာမဟုတ်သူတို့ကဘာရောင်းလဲဆိုရင်သူတို့ကအဲ့တဲ့တွေကိုကျွန်တော် emotional storytelling တွေကိုပို့ပြီးတော့ရောင်းတာတွေ့ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အာကျွန်တော်ဒီ luxury hotel ကိုလာတဲ့ အဲ့တည်းရအများစုကလည်းတို့ဒီပမာဏကိုဒီလောက်ဒီဟိုတယ်မှာတို့ဖြုံးမယ်ဆိုတော့တို့ကတာမန်အစိုးရတဲ့ကြိုတွေးပြီးသားသူတွေပေါ့နော်အဲ့အတွက်ကြောင့်မို့လို့အာတို့ဒီကိုလာတဲ့အဲ့တည်းတွေကတို့မှာဖြုံးမဲ့တို့မှာစပန်တစ်ခုတို့သတ်မှတ်ပြီးတာဒါပေမဲ့တို့တကယ်လိုချင်တာကကျွန်တော်တို့ဒီ luxury brand ရဲ့ emotional နဲ့ဒီ story telling တွေကိုတို့ဒီသေးသွားဖို့တော့ကိုတို့ပုံပြီးသဘောကျတယ်အဲ့အတွက်ကြောင့်မို့လို့လုံးလဲရတဲ့အချိန်မှာ အတွေ့အကြုံတွေပေါင်းသင်းဆက်ဆံရေးတွေဒီတနစ်တာကာလာပေါ့နော်ကျွန်တော်ဒီ luxury hotel brand ခုမှကျွန်တော်လောလောဆယ်ရတဲ့ချိန်မှာရခဲ့တဲ့အတွေ့အကြုံတွေပေါ့နော်ပြီးတော့အဲ့ဒီ environment ကိုဝင်လာတဲ့ချိန်မှာကို knowledge တွေပို့ပြီးတော့ပို့ကျွဲလာတယ်ဥပမာ food and beverage မှာကျွန်တော်အဓိကလောက်တာဆိုတော့ wine knowledge တွေ spirit knowledge တွေပြီးရင်အဲ့ဒီမှာရခဲ့တဲ့ကိုယ့်ရဲ့ accounting mix တွေ connection တွေပို့ပို့ပြီးတော့ strong ပို့ဖြစ်လာတယ်ပေါ့နော်အဲ့တို့ကြောင့်မို့လို့ကျွန်တော်တို့ကပေါ့နော်အဓိကကကျွန်တော်ဗာမြင်လဲဆိုရင်ကိုက ဘက်ကယ်ရီယာမှာပဲတော်တော်ပေါ့နော်ကျွန်တော်ဒီအဓိကကျွန်တော်ဒီ hospitality မှာဆိုလဲကျွန်တော် connection ကောင်းကောင်းလေးရှိဖို့လိုတယ်ပြီးတော့နောက်တစ်ခုကကို့မှာ scale ရှိနေတယ်ဒါပေမဲ့ connection မရှိရင်လည်းကျွန်တော်ကနေရာမှန်မရဘူးဒါပေမဲ့ကို့မှာ connection ရှိတဲ့ scale ရှိတယ်ဒါပေမဲ့ right place လို့ပြောတယ်ကျွန်တော်ပတ်ဝန်းကျင်ကောင်းတစ်ခုမှာရှိမနေဘူးဆိုလဲကျွန်တော်ပြောင်းလဲဖို့ဆိုတာခက်ခဲတယ်လို့ကျွန်တော်တော့မြင်တယ်ဗောလေအဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကကျွန်တော်ရဲ့အတွေ့အကြုံပေါ့နော်ဒူဘိုင်းမှာလက်ရှိသုံးနှစ်တာကာလအတွင်းမှာကျွန်တော်တွေ့ခဲ့ရတဲ့အတွေ့အကြုံလို့ကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်း မိတ်ဆွေတို့နဲ့ပြန်လည်တွေ့ဆုံဖို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ